မင်္ဂလာပါခင်ဗျာဒီနေ့တော့ရှာကြည့်ခုမောင်ဆန်းရေးချစ်ထားခဲ့တဲ့ sketching series လေးတစ်ခုကိုကျွန်တော်တင်ပြပေးချင်ပါတယ်အဲ့ဒီ series လေးက AR keygen လို့ဆရာကိုယ်တိုင်အမည်ပေးထားခဲ့တာဖြစ်ပြီး2021ခုနှစ် September လ17ရက်နေ့တုန်းက AR မြေကြောင်းထဲမှာတင်မောနဲ့ခီးထွက်ရင်တွေ့တဲ့မြင်တဲ့မြင်ကွင်းတွေကိုရေးချစ်ထားတဲ့ sketch တွေပါခင်ဗျာခန်းစားကြည့်ကြရအောင်ပါ ရှာကြီးခုမှဆန်းကြီးတတ်ထားတဲ့ ARK စင်က sketch တွေကိုမခန်းစားကြည့်ခင်မှာ sketch တွေနဲ့ပတ်သက်ပြီးရှာဦးခမောင်ဆန်းဖြေထားမှုတဲ့ interview လေးတစ်ခုကိုအရင်နားထောင်ကြည့်ပါဦးခင်ဗျာအဲ့ဒီထဲမှာ sketch နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အဓိကထားထုတ်နှုတ်ပြီးတင်ပြပေးထားပါတယ် ဆရာတော်ဖြစ်လာဖို့ရအတွက်ကမကြီးကရေးတတ်ရုံနဲ့မဟုတ်ဘဲနဲ့ဒီဝါသနာပါတဲ့လူတွေကိုအလွယ်တကူရေးနိုင်အောင်ဆရာ sketch လေးထုတ်တယ်။အဲ့ဒီ sketch တောက်ကိုဖတ်လိုက်လို့ရှိရင်တော့ဒါတို့ဟိုပို့ပြီးသိနိုင်မှာပါ။အဲ့ဒီ sketch ထဲမှာဆရာအမသာရေးရတာတခုရှိတယ်။ခမရရဲ့အိတ်ထောင်ထဲမှာလို့လဝါလောက်ရှိတဲ့မင်းကြောင့်မပါတဲ့ဆာရွက်အဖြူလေးတစ်ရွက်နဲ့ဘောပင်တစ်ချောင်းရှိတယ်ဆိုရင်ဒီ sketch ကိုရေးလို့ရပါပြီလို့ဆိုပြီးတော့ဆရာအလိုလေးကစပြီးရေးတာအဲ့တော့ဒီ sketch လေးတွေကိုဘယ်လိုစပြီးရေးရတယ် ဆိုတာလေးပါစပြီးရေးထားတဲ့စာအုပ်လေးတော့ sketch from nature ဆိုဆရာဒီနိဗ္ဗာန်ဆရာဘုရားတဒန်းတလျှောက်လို့ねအခုချင်းဒီရေးလာခဲ့တဲ့ဒီ pen and sketch ခေါ်တာပေါ့ဘောပင်လေးနဲ့ရေးလာတဲ့ sketch တွေကိုထုတ်ထားတဲ့စာအုပ်လေးပါအဲ့ဒီအရာလေးကိုဆရာသုံးအုပ်ရှိပြီပေါ့ အခုမြင်တွေ့ရတဲ့ sketch တွေဟာ AR မြင်ထဲမှာတင်မော့ဖြင့်ခရီးသွားရင်မြင့်ရဲ့ဘင်းညာမှာရှိတဲ့မြင်ကွင်းတွေကိုအချိန်ရသလောက်ရေးချစ်ထားတဲ့ sketch တွေပါခင်ဗျာ sketch board ရဲ့အရွယ်စားလေးကတော့ရှေ့မှာမြင်တွေ့ခဲ့ပြီဖြစ်ပါလိမ့်မယ်စာအုပ်စာကြီးကလက်တော်သာသာပဲရှိရပါခင်ဗျာအဲ့ဒီစာအုပ်လေးထဲမှာပန်နဲ့ရေးချစ်ထားတဲ့ sketch တွေကိုအခုတင်ပြပေးထားတာဖြစ်ပါလိမ့် အခု AR ခီးစဉ်ဆိုတော့ဒီ sketch တွေကိုအားလုံးကြည့်ရှုခံစားပြီးပြီဆိုတော့နောက်ထပ်နောက်ထပ်များမှာဆရာကြီးကိုယ်တိုင်ရေးချစ်ထားတဲ့ sketch တွေကိုထပ်မံတင်ပြပေးပါဦးမယ်။အတက်နိုင်ဆုံးတူရတူရလေးတွေကိုစူးစီးပြီးတင်ဆက်ပေးပါမယ်ခင်ဗျာ။ sketch from nature ဆိုတဲ့စာအုပ်ကမှပါတဲ့ sketch တွေကိုလည်းတင်ပြနိုင်အောင်ကြိုးစားပါဦးမယ်။အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ။